နမေကျင်းနုပညာရှင်တွေရဲ့ဝိညာဉ်မှုနဲ့အတူ MGI 2025 Therapy စုကြည်ရယူဖို့အနည်းဆက်ဆုံးဖြစ်နေတဲ့အလှမဲ JK Sophia မင်္ဂလာပါပရိသတ်ကြီးတို့ရှင်အခုလက်ရှိကျင်းပနေတဲ့ Miss Grand International 2025ပြိုင်ပွဲကြီးမှာတော့မြန်မာနိုင်ငံကိုစားပြုံးလာမယ့် JK Sophia တယောက်နိုင်ငံတကာရဲ့အာရုံစိုက်မှုကိုပြင်ဝရရှိပြီး Therapy နဲ့နှိဆက်ဆုံးအလှမဲတူဖြစ်ရေပန်းစားလျက်ရှိနေပါတယ် အထူးသဖြင့်သူ့ရဲ့ထက်မြက်တဲ့အရေးချင်းတွေနဲ့ MGR ဥက္ကဋ္ဌမစ္စတာနဝတ်ကိုတော့ပြန်လည်ခြေပနိုင်ခဲ့တဲ့အတွက်မြန်မာနိုင်ငံကနာမည်ကြီးနုပညာရှင်တွေကပါတခဲနဲ့ထောက်ခံအားပေးနေကြတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ အစောပိုင်းမှာတော့ပြိတ္တန်များစုဟာ JK Sophia ပေါ်တိတ်ပြီးမျောလွင့်ကြမထားခဲ့ကြပါဘူး။မနေ့ကတဲဆုံရဲ့အောင်မြင်မှုစံနှုန်းနေနေရှင်ပြီး JK Sophia တရားဘလောက်ထိလောက်ပြနိုင်မလဲဆိုတာကိုစောင့်ကြည့်ရဲစစ်မှားပဲရှိခဲ့ကြတာပါ။ဒါပေမဲ့ JK Sophia ကတော့ပြိုင်ပွဲစတဲ့ဒေဝန်ကလေးကသူ့ရဲ့ရည်ချင်းစစ်မှန်တွေကိုတစ်ခုပြီးတစ်ခုထုတ်ပြရင်းအလုံးရဲ့မြင်တွေကိုပြောင်းလဲစေခဲ့ပါတယ်။ သူမဟာအလမဲ့တရားမှာရှိတဲ့ရှိတိုက်တဲ့အရာမှာအလပါနဲ့ပြည့်စုံရတာမကအမှုပညာရေးချင်းနဲ့ပါပြည့်စုံသူတင်ရပါတချင်းဆိုကောင်းနေအကကောင်းနေတချင်းမှရေးနိုင်တဲ့သူ့ရဲ့ talent ကို MGI talent ပြိုင်ပွဲမှာအကောင်းဆုံးထုတ်ပေါ်ပြသခဲ့တဲ့အတွက်နိုင်ငံတကာ beauty pageant page တွင်ချီးကျူးမှုကိုအပြည့်အဝရရှိခဲ့ပါတယ်။ဒါအပြင်အင်္ဂလိပ်တရုတ်ထိုင်းဘာသာစကားမျိုးစုံကိုကျွမ်းကျင်စွာပြောဆိုနိုင်မှုကလည်းသူ့ရဲ့ close door interview မှာအသာချက်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီမှာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုပါထည့်သွင်းပြောကြားသွားခဲ့တာကြောင့်သူ့ရဲ့ရင့်ကျက်မှုနဲ့သိဉာဏ်ပညာဗုဒ္ဓတာကျော်ဝါမှုကိုမြင်တွေ့ခဲ့ရပါတယ်။အခုနောက်ဆုံး preliminary round မှာတော့ JK Sophia ဟောင်းသူ့ရဲ့ catwalk skillery နဲ့ပရိသတ်ကိုဖန်ဆာနိုင်ခဲ့တယ်လို့ MGI ဥက္ကဋ္ဌ Mr. Nawet ရဲ့စကားကိုပါပညာသားပါပါပြန်လည်ခြေပခဲ့တဲ့အတွက်အားလုံးကသူ့ကိုပိုပြီးသဘောကျသွားခဲ့ကြပါတယ်။ Mr. Nawak ကအလမဲ့တရားမှာ Body Beauty Prince ဆိုတဲ့ပြီးသုံးလုံးနဲ့ပြည်ဆောင်ရမယ်လို့ပြောကြခဲ့ရမှာ Cheeky Sophia ကသူမှအဲ့ဒီရည်ချင်းတွေပြင် Business Strategy ဆိုရင်ပြီးတလုံးမှာပို့ရှိကြောင်းဒါကြောင့်သူကတော့ MGM ဝန်ထမ်းဖြစ်ရွေးချယ်ခဲ့မယ်ဆိုရင်အဖွဲ့အစည်းအတွက်ကြိုးရှိစေမယ်ပြီးလေးလုံးနဲ့ပြည်ဆောင်တဲ့အလမဲ့တရားကိုပိုင်ဆိုင်ရမှာဖြစ်ပြီးဘယ်တော့မှနောက်တတ်ရစီမှာမဟုတ်ကြောင်းယုံကြည်ချက်ရှိရှိခက်ပြက်ပြက်ပြောကြခဲ့တာဖြစ်ပါတယ် ဒီစကားတစ်ခုကြောင့်ပဲသူရဲ့အန်ကျူနဲ့အီကျူဘယ်လောက်မြင်မလဲဆိုတော့ကိုတက်တည်ပြနိုင်ခဲ့ပါတယ်ဒီလိုထူးချွန်ထက်မြက်တဲ့အရေးချင်းတွေကြောင့် JK Sophia ဟာမြန်မာပြည်သက်တည်ရင်အားပေးမှုကိုသာမကနာမည်ကြီးမျိုးပညာရှင်တွေရဲ့ဝန်ရမှုကိုပါရရှိနေတာဖြစ်ပါတယ်။နန်းစန္နာလာထွန်အားဆိုရင်နိုင်ငံကုံဆောင်လာမယ်တရားဝင်အရေးချင်းဆိုတာဒါမျိုးလို့ချီးကျူးခဲ့ပါတယ်။ ချူလေးကလည်းဂျက်ကင်ဆိုဖီယာရဲ့ခက်ချစ်တဲ့ပုံစံလေးကိုသဘောကျလိုက်တာကိုဆိုပြီးသူ့ရဲ့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။စီနီယာလာမယ်ဒီဆိုရင်တော်လိုက်တာဆိုပြီးဂျက်ကင်ဆိုဖီယာရဲ့အရေးချင်းကိုအတိအမှန်ပြုခဲ့ပါတယ်။စီနီယာလာမယ်ချယ်ရီမုတ်ကလည်းဂျက်ကင်ဆိုဖီယာမှာအလာမယ်တယောက်ရဲ့အရေးချင်းနဲ့ပြည့်စုံနေပါတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ကချင်လူမျိုးဝိုင်းရဆိုတော့အဆိုင်စီကလည်းဂျေကေဆိုဖီယာကိုအားပေးနေတဲ့အမှုပညာရှင်တွေကတူဖြစ်ပါတယ်။ ဒီလိုမျိုးပညာရှင်ရဲ့ဝိဉာဉ်မှုတွေက JK Sophia အတွက်ခွန်အားတွေဖြစ်စေတယ်လို့ပြိုင်ပွဲမှာအနိုင်ရဖို့အတွက်မျှော်လင့်ချက်တွေကိုပုံမမြတ်တက်စေခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ JK Sophia ဟာသူ့ရဲ့ကြိုးစားမှု အရေးချင်းတဲ့ဉာဏ်ပညာကိုပေါင်းစပ်ပြီး Miss Grand International 2025ရဲ့တရဖူကိုအရှိန်ယူဖို့အကောင်းဆုံးအနေထားမှာရောက်ရှိနေပါပြီ။ ကဲဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ကရောနိုင်ငံကုန်ကိုစောင့်နေတဲ့ JK Sophia ကို အားပေးကြရလားသူရဲ့ဘေးရေးချင်းကိုခြိုက်ဆုံလဲဆိုတော့ comment မှာပြောသွားကြပါအောင်ရှင်